တို့အားလုံးပဲမင်္ဂလာပါခုကျွန်တော်အချိန်မှာ ရောက်နေတဲ့ power bank လေးကဟိုကိုကထုတ်တဲ့1000 mAh mini power bank လေးပဲဖြစ်ပါတယ်တို့မြင်းတဲ့အတိုင်းပဲ battery တွေကအရင်ဖောင်းနေပြီပြန်သုံးလို့တော့မရတော့ဘူးအားကြောင့်လဲဆိုဒီ battery အတွင်းမှာပါတဲ့ BMS ကြောင့် BMS က charging ပြည့်မဖြတ်လို့ဒီလိုဖောင်းတယ်လို့အကြံဉာဏ်ဆက်လို့ရပါတယ်အဲ့တော့ဒီကောင်းကိုကျွန်တော်တို့ပတိကိုဖြုတ်ပြီးတော့ခွာထုတ်လိုက်မယ်နော်ခွာတဲ့ကအောက်ကိုကလော်တဲ့ကတတိသားပါအောက်မှာကော်ရီကတ်ထားတယ် တထီကိုသွားထိမှာဆိုလိုပါအဲ့တော့ဒီကက်ကလေးဒီကျွန်တော်တို့ချာချင်းသွင်းလို့ဒီချာချင်းသွင်းရင်ပို့ထွက်သေးလားသို့မဟုတ်အင်ဖို့ကျွန်တော်တို့အောက်ဖို့ရောရသေးလားဒီအင်ဖို့နဲ့အောက်ဖို့ရမရဆိုတော့ဒီကက်ကလေးကိုစစ်ကြည့်ပြီးစစ်ကြည့်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ထရီကိုမကောင်းပေမဲ့ကဲရဲအင်ကုန်လေးရရှိရင်ကျွန်တော်တို့တခြားဘက်ထရီတွေအစားထိုးသုံးရလို့ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုပေါ်ကထုတ်တဲ့ power bank ကတည်းကဖြစ်တဲ့အတွက် fast charging တွေပါလေရတာဖြစ်လို့ပါဒါကြောင့်မို့လို့ပြန်သုံးတာလည်းဖြစ်ပါတယ်ကျွန်တော် battery ကိုပိုတိုင်းကြီးတဲ့အခါမှာ battery မှာတော့ပိုးပါကျန်သေးတယ်နော်ဒါပေမဲ့တော့သုံးလို့အဆင်ပြေပါဘူးရည်ရှိအတွက်မကောင်းပါဘူးဒါကြောင့်မို့ဒီ battery ကိုမသုံးပါဘူးအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ battery ကိုဖြုတ်တင်းထားလိုက်မလို့တင်းတဲ့အခါသူ့ရဲ့အပေါင်းနဲ့နှုတ်ကိုမထိအောင်အဲတကူကူနဲ့ပိုင်ပန်မိတဲ့ပိုင်ပန်မပတ်လို့ရှိရင်တော့ကတ်ထားလိုက်ပါ ဆိုတော့ကျွန်တော်တို့ကတ်ကိုနည်းနည်းပါးပါးတန်ရှင်းလေးလုပ်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးပထမအဦးဆုံးပါဆန်းရမလဲဆိုတော့ကျွန်တော်တို့ခြာချင်းဝင်မဝင်အရင်ဆန်းမှာဖြစ်ပါတယ်ဒီကတ်ကခြာချင်းဒီ5ဖို့5ဖို့အများဆုံးပေါ့နော်ထွက်ရမှာပါ5ဖို့ထက်ကျော်နေတော့ဒါမကောင်းဘူးလို့ဆိုတော့5ဖို့နဲ့4.2ကြားပေါ့နော်ဒီကြားထဲမှာဘူးတူထွက်မှာပါ ဆိုတော့ charging ထိုးလိုက်တဲ့အချိန်မှာဒီ IC ဘာရဲ့ပုံမပူ charging IC ဘာရဲ့ပုံမပူတစ်ချက်ကျွန်တော်လက်လေးနဲ့ဆန့်ကြည့်တော့ဗာဒါအပူရင်တော့မသုံးသင့်ဘူးပေါ့နော်ဒါအပူရင်ပြဿနာရှိတော့ကျွန်တော်4/3ဒါဆိုလို့ရှိရင် charging ဘိုင်းမှာပို့ထွက်တယ်ပေါ့နော် charging ဘိုင်းပို့ထွက်ပြီဆိုရင်ခုကျွန်တော်တို့ charging ကပို့ထွက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တက် BY7 board battery တစ်လုံးတက်ပြီးတော့ဆန့်ကြည့်ပါမယ်ကျွန်တော် battery ကိုအောင်းဝင်လား battery က အသွေးနေနဲ့ပူလာလားလားဆိုတာကိုစစ်ကြည့်မှာပဲဖြစ်ပါတယ်နောက်ပတိပူခြင်းပါခြင်းမရှိလို့ရှင်ဒီကပ်ကခြာခြင်းပိုင်းမှာကောင်းပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီအောက်ဖို့ပိုင်းကို စမ်းပါမယ်အောက်ပို့ဖိုက်ပို့ထွက်ရလာပေါ့နော်သူမဟုတ်ဖိုက်ပို့အောက်ကို3 point ကိုအောက်ကိုကျနေသလားဖိုက်ပို့အထက်ဖြစ်နေသလားဆိုတာကိုစစ်ပါမယ်ဒါမှသာလေကျွန်တော်တို့ကဒီပုံအားပုံအားကိုပြန်တွင်းလို့ရမှာဖြစ်ပါတယ်ပုံနဲ့တော့တိုက်ရိုက်မစမ်းသေးပါဘူးဂျားထဲမှာဂျားထဲမှာကျွန်တော်တို့ဖိုက်ပို့ပေးရတဲ့ကက်ကလီတက်ကပ်ကိုစမ်းမှာဖြစ်ပါတယ် ိုက်စီရနေပြီးတော့ဒီဖုံးအားသွင်းလို့ရတယ်ပိုးလေးတစ်ခုပြန်ဖက်ပါတယ်မှန်မှန်ကန်ကန်ပါပဲကျွန်တော်တို့ဖုံးအားလေးသွင်းလို့ရပါတယ်ဖိုက်ပိုးပါပဲဖိုက်ပိုးတော့အပြည့်ပုံပေါ့ပိုးပွိုင်းပိုးဖိုက်ပိုးနဲ့ပိုးပွိုင်းပိုးချပေါ့အဲ့ဒီပိုးလေးတစ်ခုကိုရရှိပါတယ်ဆိုတော့ဒီဘက်တရီအစားထိုးတဲ့နေရာမှာကျွန်တော်တို့ကျွန်တော်မှာဒီပိုလီမာဘက်တရီအပြားတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီ new ဘက်တရီတွေက MBA များတဲ့ MA များတဲ့3000 500 mAh ဆိုဒီနှလုံးကိုကျွန်တော်ပယ်တယ်တွဲပြီးတော့ဒီ power bank ထဲမှာပြန်သုံးအောင်လုပ်ဖြစ်ပါတယ်။တပေါင်းမပြည့်ဘူးဆိုပေမဲ့9000ကျော်ကျော်အပြည့်ဟောသုံးအောင်ပဲဖြစ်ပါတယ်။ဒီ battery က Sony ဖြစ်တဲ့အတွက်ကျွန်တော်တို့ဆဲကဆဲကဆဲကကောင်းပါတယ်။ဆဲကောင်းတဲ့ battery ကောင်းတဲ့အတွက်ကြာကြာလဲတာမန်တစ်ခိမ့်နဲ့ဆိုင်သူကပို့ပြီးတော့ခန်းနေနေတာကိုတွေ့ရပါတယ်။ ုကျွန်တော်ဘက်ထရီအစားထိုးမယ်အစားထိုးမယ်ဟို support တွဲမယ် support တွဲပြီးဒီဘက်ထရီအစားထိုးမယ်ပေါ့နော်အစားထိုးပြီးဒီ power bank ကလေးကဒီပြည်ပြောကပြန်သုံးလို့ရမှာဖြစ်ပါတယ် အခုဆိုရင် power bank ကအားလုံးကျွန်တော်တို့ battery လဲတက်ပြီးပြီဒီကတ်မှာလဲစမ်းပြီးပြီဆိုတော့ခုနကလဲ output ကိုစမ်းပြီးပြီဆိုတော့စိတ်ချရတဲ့အနေထားကိုရောက်သွားပါပြီဒီ battery တွေကိုပြန်လဲတက်စင်တဲ့အခါ battery တွေကိုအားပြည့်အောင်မသွင်းထားပါနဲ့အားကိုလုံးဝ0ဖြစ်အောင်ထားပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပထီလေးကိုအသုံးပြုတဲ့အချိန်မှာအပြည့်နေလို့ရှိရင်ကျွန်တော်တို့အတွက်ဒီကတ်မှာလဲဒီပေါင်းတော့မရင်ဒီ IC device လောင်တက်တယ်လို့ ဟိုဂျင်းဂျင်းပေါင်းတို့သွားထိတဲ့ခါကျရင်ပတိတွေ့မကောင်းပါဘူးဒါကြောင့်မလို့အားအကုန်ထုတ်ပြီးမှသာလေပတိတွေကိုကင်တွေပြီးတော့လှုပ်ဆောင်ပေးပါဘော ီလောက်ဆိုရင်အားလုံးသဘောပေါက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။ကိုအိမ်မှာဒီတိုင်းလှုပ်ပြထားတဲ့ဟာလေးတွေကိုဆိုလို့ရှိရင်လည်းဒီနေ့တိုင်းလေးနဲ့လုပ်လို့ရပါတယ်။နေရာမှာတတိထားမှာတော့အပေါင်းတို့ကိုမမားသေးခြင်းဘူးပတိလေးကိုကြိုက်တဲ့နေရာမှာပိုများနေလို့ရှိရင်အန္တရာယ်ရှိတယ်။ဒါကြောင့်မလို့တတိပြုပြီးတော့လှုပ်ဆောင်ပေးဖို့ပြောပြချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်။